ိုက်မြမာနေစကတဆင့်ဝင်ရောက်လာတဲ့ကုန်ပစ္စည်းတွေကိုစစ်ကောင်စီပူးပေါင်းဖွဲ့တွေရဲ့ပိတ်ဆို့ဖမ်းဆီးမှုကြောင့်ထိုင်းကုန်ပစ္စည်းဝင်ရောက်မှုရပ်တန့်သွားပြီလို့နေဆက်ကုံသွေးတွေကတန်လွင်တိုင်းကိုပြောပါရယ်ဒုစစ်ကောင်ဆောင်ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းရဲ့ညွှန်ကြားချက်ကြောင့်ထိုင်းကုန်ပစ္စည်းတွေကိုမလဆန်းပိုင်းကစပြီးကရင်ပြည်နယ်ဖမ်းအမျိုးထွက်နဲ့နိုင်ပွဲမျိုးနဲ့ထီလုံးကြီးရွာစစ်စေးရိတ်ဂိတ်တွေမှာစစ်ကောင်စီပူးပေါင်းဖွဲ့ကပိတ်ဆို့ဖမ်းဆီးနေတာပါနေဆက်ကုံသွေးတွေရဲ့ဆိုရ မက်လ9ရက်နေ့ကစပြီးမက်လ9ရက်နေ့ထိထိုင်းကုန်ပစ္စည်းတင်ဆောင်လာတဲ့ကုန်တင်ရေးစီး800ကျော်ဖမ်းဆီးထိန်းသိမ်းခံရရပါတယ်စစ်ကောင်စီဖမ်းဆီးထိန်းသိမ်းထားတဲ့ထိုင်းကုန်ပစ္စည်းတွေဟာပြည်သူတွေနေ့စဉ်သုံးပြုနေရတဲ့ခြေကန်စားသောက်ကုန်ပါဝင်စေဝါနဲ့လူသုံးကုန်တွေအများဆုံးပါဝင်ပါတယ်နေဆက်ကုန်တွေတူကစစ်ကောင်စီရဲ့ပိတ်ဆို့ဖမ်းဆီးမှုကြောင့်ထိုင်းကုန်ပစ္စည်းစည်းနှုန်းစမတန်မြင့်တက်လာတဲ့တန်ကိုပြည်သူတွေထက်မှန်ခံစားရနိုင်ပြီးတပိုင်းတိုင်းလုပ်ငန်းရှင်တွေလည်းပျောက်ကွယ်သွားနိုင်တယ်လို့ပြောပါတယ် ဒီကြတော့ဒီကူဖြစ်နေဆိုရင်ဖမ်းလို့ရှိရင်ဘယ်လိုနေမှာလဲဆိုတော့ဘာဘာတဘာလုပ်ငန်းရှင်အသီးစားလေးနေမှာပဲအဲဒီလိုရှိရင်ဒီရတဲ့ပတ်သက်ပြီးကိုဗစ်လို့ရန်တူတော့သူကျင်းနေတော့မှာဒီလိုရှိရင်ဥမာပေါ့ကွာအဲဘာမှဟိုထိုက်ပြီးရှိတော့ဖြစ်လို့ပြည်ပြည်ဘလို့မှာ အဲ့တော့သူစာမုတ်မတော်မှန်နေတာရှိရတယ်မှာဒီလိုမျိုးငါတိတာနဲ့စာမုတ်နဲ့ပဲရင်းချတာသူပြတော်မှာဒီလိုမျိုးကြီးကြီးပေါ့ဆင်းပြီးမှာဒုမညာဒီဆင်းပြီးမှာအဲ့ဒါမျိုးဖြစ်တော့မှာပေါ့ဘာလို့ဒီမဆော်လာခိကလည်းတခါဝိစီဝိစီလည်းဒီလိုမျိုးဖြစ်တော့မှာပေါ့အဲ့ဒီလိုမျိုးဖြစ်ပြောဒီဒီလားဒီတော့ဒီဒီလိုလိုက်စရာတူဘောကြအကြီးကြီးရယ်ကောက်ကောက်ရတော့မှာလည်းမဟုတ်တော့စားသူစီဝိုင်းလိုမျိုးရှိအနေလေးပြတော့မှာပေါ့စီကောင်စီဘက်ကတိုင်းကွန်ပီစီတွေကိုကြီးကျယ်ဖမ်းဆီးနေတဲ့အတွက် ကုံတဲ့တချို့ထိုင်းကုန်ပစ္စည်းတင်သွင်းမှုယာယီရနာထားရပြီးဖန်ဆင်းမှုကာလရှည်လာတာနဲ့မြကုန်ပစ္စည်းပြက်လက်ကဈေးနှုန်းစမတန်မြင့်တက်လာနိုင်တယ်လို့နေဆက်ကုံတဲ့တွေကသုံးသပ်ပါတယ်စစ်ကောင်စီရဲ့တရားဝင်ထုတ်ပြန်ထားချက်အရမလာတရက်နေ့မှာဖန်မြို့ရှိလုပ်ငန်းသုံးပစ္စည်းတွေတူလောင်ထားတဲ့ကိုရောင်တစ်ခုကိုကရင်ပြည်နယ်တရားမဝင် ကုံသွေမှုတိုက်ဖြည့်ရေးဒုဖွဲ့ကဝင်ရောက်စစ်ဆေးရာမှာတရားဝင်ဆ ਾਇ ရက်စာတမ်းအထောက်ထားမပြနိုင်တဲ့တံမိုးကြက်သိန်း9000လီပါရှိတဲ့လုပ်ငန်းသုံးပစ္စည်းကိုတင်ဆက်ရေးယူနိုင်ခဲ့တယ်လို့ဆိုပါတယ်။ဒါပြင်ဖမ်းမြို့ရဲတာယာရီရင်စစ်ကွင်းမှာလည်းမလတရနေ့ကထောက်ထားမရှိတဲ့ကြက်သိန်း1000ကျော်တံမိုးရှိတဲ့လုပ်ငန်းသုံးပစ္စည်းတွေနဲ့ယင်းတွေကိုတင်ဆက်ရေးယူဆောင်ရွက်ခဲ့တယ်လို့စစ်ကောင်စီကသတင်းထုတ်ပြန်ထားပါတယ်။တရားမဝင်ထိုင်းကုန်ပစ္စည်းတွေနဲ့ကုန်တွင်ရင်တွေဖမ်းဆီးမှုကိုစစ်ကောင်စီရဲ့အရှိတောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုက်မှုကဥဆောင်ကဖြစ်ပြီးဖမ်းဆီးရရှိထားတဲ့ကုန်စည်ပစ္စည်းတွေနဲ့ယင်စည်းရရာချီကိုဖမ်းမြုပ်ကတီတီကွင်းမှာထားရှိထားပါတယ်။မြန်မာနိုင်ငံဟာအိန္ဒိချင်းထိုင်းနိုင်ငံကတဆင့်အခြေခံစားတောက်ကုန်လူသုံးကုန်စေဝါအလှကုန်ဆောက်လေသုံးကွန်ပျူစီပါဝင်အထွေထွေသုံးကွန်ပျူစီတွေကိုအဓိကအားထားအသုံးပြုနေရတာဖြစ်ပါတယ်။